ဒိဋ္ဌိဝိပ္ပန္နလာသနဲ့သက်ကာယဒိဋ္ဌိနဲ့အတူတူပဲလို့မှတ်ထားပါနော်မှန်ပါဗျာဒိဋ္ဌိဝိပ္ပန္နလာသနဲ့သက်ကာယဒိဋ္ဌိအတူတူပါဗျာအတ္တဒိဋ္ဌိလို့သုံးပြန်လဲအတူတူပဲလို့မှန်မှန်ပါဗျာဒါဖြင့်ဒိဋ္ဌိဝိပ္ပန္နလာသသက်ကာယဒိဋ္ဌိအတ္တဒိဋ္ဌိဒိဋ္ဌိသုံးမျိုးရှိမှန်ပါဗျာနာမည်သာပြပါပဲ ္ဒမတို့ခန္ဓာ၅ပါးငါသူထင်တာပါပဲခန္ဓာ၅ပါးငါသူထင်လို့ရှိရင်သက္ကာဒိဋ္ဌိဆိုတော့ဟုတ်တာပါအတ္တဒိဋ္ဌိဆိုလဲဟုတ်ပါဘူးခင်ဗျာအဲဒါဖြင့်မိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်လည်းတက္ကသေဟုတ်တာပဲဒါဖြင့်တက္ကဓမ္မတို့သုံးကြဘုံမှာကြောက်เสียအကောင်းဆုံးအစိတ်လည်းနဲ့ဆိုတဲ့ဥစ္စာဒီတဲ့ ဒီသက္ကာယဒိဋ္ဌိတို့အတ္တဒိဋ္ဌိတို့မိစ္ဆာဒိဋ္ဌိတို့ဒါပဲလို့မှတ်ထားတာအဲ့ဒါဒီတရားကိုဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေဒီတရားကဘယ်ကလာတယ်လို့ဆိုလို့ရှိရင်အမှန်မှားသိမှားယူမှားကလာတာပဲသက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတဲ့ဝိညာဉ်မှာကိန်းတဲ့တရားသုံးခုဟာတဲ့အမှန်မှားအသိမှားအယူမှားကလာတာပဲရှင်းကြရှင်းပါ ကောင်းပြီဒါရင်ဘိန်းတို့ဒကာဓမ္မတွေ၌မိစ္ဆာဒိဋ္ဌိရဖြုတ်ပင်မဲ့အတ္တဒိဋ္ဌိသက္ကာဒိဋ္ဌိလည်းဖြုတ်ပင်မဲ့ဆိုလို့ရှိရင်ဒကာကျွယ်ပဲလေးပါးဒကာပိတ်သူများကပြောကြပါလေခရားဆိုလို့ရှိရင်ဒိဋ္ဌိနဲ့ဝိဇိကိစ္စပြုတ်မှလို့ပြောကြများတော့လေ အင်္ဂုတ္တပါဠိတော်ကြီးမှာဘုရားသခင်ကိုရမေကြီးကဟောထားတာကဒိဋ္ဌိပြုတ်ရင်ဝိသိကိစ္ဆာရောပြုတ်ပါလေကွာလို့ဟောတယ်။မှန်ပါဗျာ။ဒိဋ္ဌိပြုတ်ရင်ဝိသိကိစ္ဆာရောပြုတ်ပါဗျာ။ဝိသိကိစ္ဆာရောပြုတ်ပါလေဆိုတာဘုန်းကြီးတို့ဒကာဓမ္မတွေမှတ်ထားတော့။ဒါဖြင့်ဘုန်းကြီးကရေးသီးဒကာဓမ္မတွေအပေမျိုးစိငရဲမျိုးစိဖြုတ်ပေးရမှာကမေတ္တာခို့တာတဲ့ တရားကိုချုပ်ပေးရမှာကအတ္တရိတိဒဏိတကရိတိမိစ္ဆရိတိသုံးမျိုးစလုံးဒီယုံ nant ကိုငါသူတစ်ပါးထင်တာလို့မှတ်လိုက်ဆံပါဘုရားယုံ nant ကိုဘုရားအဲယုံ nant ကိုငါသူတစ်ပါးထင်တာကိုဘုန်းကြီးကချုပ်ပေးလိုက်လို့ရှင်းဖြင့်ပရမသီနဲ့ပြုဒုတိယဘဝနဲ့ပြုတတိယအပင်နဲ့ပြုလို့ရှင်းဖြင့်ရွယ်ရွယ် သေးတောင်ဆုံးမသွန်တယ်လို့ပါပါပါသေးတောင်ဆုံးမသွန်တယ်လို့ဒကာဓမ္မတွေမှားထားကြပါပါပါပြုတ်အောင်လည်းလုပ်ပါနော်ပါပါပါအခုဒကာဓမ္မတွေမှားသေးတဲ့ခါကျလို့ရှင်းပြမြေချင်းလောက်ရတာလည်းဒကာကျော်တို့ရှိနော်ပါပါပါရဲ့လေလောက်ရတာပါပါပါ ဒါပဲနဲ့ကြောင့်ဒကာသစ်တို့ဒကာကျွယ်တို့ဥလာဘူးတို့လောက်ရပါလဲနှုံးဆိုသေသူသိမချရဘူးခင်ဗျာဘယ်လိုမှတ်ကြသိမချရပါဘူးဘာဖြစ်လို့သိမချရတာတုံးဆိုဩအသားလေးဆွဲသွားပြီခင်ဗျာသားကိုရင်နာဖြစ်ပြက်လို့မထင်ဘူးသမီးလေးဆွဲသွားတယ်ခင်ဗျာရင်နာဖြစ်ပြက်လို့မထင်ရှားဘူးဆိုတော့တက်ကြရသိချင်းတော့သေသွားလို့သိမချရဆွမ်းတော့ရတာမှန်ပါဗျာ ရှင်းပါနဲ့သိသောပါဒါဖြင့်သက္ကာရီပြုတ်တဲ့ပုဂ္ဂိုလ်များကြလာတော့ဓမ္မဓမ္မတို့ဆုံးတော့လို့လေဒါဖြင့်တို့ခမားတို့ဒီခဏခဏဆရာဘုန်းကြီးလည်းပြောတယ်ငါသိဆုံးမသိကြတယ်ဟေးငါအစ်ရကွယ်ကျူးနဲ့မလုံးကြရင်နဲ့ဆိုပြီးမှန်နိုင်တော့ကျူးစားကြပါဘုရား မကြိုးစားတယ်မှန်နိုင်တော့ကြိုးစားကြပါဆိုတဲ့ဥစ္စာကိုကုလဘူသေချာပြောရမှန်ပါဘူး။အဲဒါဖြင့်ဒေဂရမကတော့ကြောက်စရာကောင်းဆုံးကတေဂန်ကြီးမှာလာရဂတိလွဲမှာကြောက်စရာကောင်းမှန်ပါဘူး။လာရဂတိဆိုတာပြိဿံဘုံသွားကြည့်မလားငရဲသွားကြည့်မလားပြိတ္တာသွားကြည့်မလား အသူရကဲဆိုတဲ့နေရာများသွားကြည့်မလားလို့ဆိုတဲ့ဒီလေးကဲဆိုတဲ့ဝိသိကိစ္ဆာကြီးရဲ့ရှိမှန်ပါဗျာဒီဝိသိကိစ္ဆာကြီးရဲ့ရှိနေတာဘာကြောင့်ဒီဝိသိကိစ္ဆာရှိရပါလိမ့်မလဲလို့ဒကာဓမ္မတွေမေးလို့ရှိရင်ဖြင့်သက္ကာယဒိဋ္ဌိမပြုတ်တဲ့ပုဂ္ဂိုလ်မျိုးရှိတယ်မှန်ပါဗျာသက္ကာယဒိဋ္ဌိကိုဒကာသစ္စာဒကာကျော်ရူလာဘုဒ္ဓကအမှန်ကန်တာကြောင့်ငံငေါ့ဆံမဟုတ်ဘူးယုံညာပဲရုပ်သေးဖြစ်ပြက် နာမ်ပဲဖြစ်ပြက်ပဲဖြစ်ပြက်မှာတော့ဘာမှမရှိဘူးဖြစ်ပြက်ဆုံးတယ်လည်းနိဗ္ဗာန်ပဲဒီလိုမှန်မှန်ကန်ကန်သိထားလို့ရှင်းပြဉာဏ်နဲ့သာသိထားလို့ရှင်းပြငါသေးဆုံးမတော့နဲ့လို့မှားရမှာသဘောပါကြဒါပြန်ဘိန်းတို့ရာဓမ္မတွေမှာသုရိယာအကြီးဆုံးဘာဘာလေးကတုံးလို့မဲတဲ့ခါကျတော့မှသက်ကာယသိရှိရှင်းပါဘာရေးကြီးဆုံးသက်ကာယသိရှိ ဒါပြန်သက္ကာရိတိဆိုတာသက္ကာယဆိုတာကခန္ဓာ၅ပါးမှန်ပါဗျာဟိတိဆိုတာကဒီခန္ဓာ၅ပါးခန္ဓာ၅ပါးမဟုတ်ဘူးငါပဲသူပဲလို့ယူလိုက်ရင်ဒိဋ္ဌိမှန်ပါဗျာဒါပြန်ဒါလေးရှင်းပိုင်းနဲ့ခွဲပြီးမှပြောကြပါရို့ခန္ဓာ၅ပါးကိုဒဂါရမတွေကသက္ကာယလို့မှလားမှန်ပါဗျာခန္ဓာ၅ပါးဘာမှတ်ကြပါဘူး ဓမ္မရှင်ရှင်နာငါဘာပါပါလိမ့်။ဩသူကတော့တက်ကရပဲနော်။တက်ကရဆိုတာခန္ဓာငါဘာလို့ဆိုပါလဲ။တက်ကရဆိုတာပါပါလိမ့်။ဒိဋ္ဌိဆိုတော့တက်ကရေဒိဋ္ဌိဆိုတော့တက်ကရဒိဋ္ဌိဆိုတဲ့အတိုင်းတက်ကရေခန္ဓာငါဘာ၌ဒိဋ္ဌိငါပဲသူပဲလို့ထင်ခြင်းသည် ငါပဲဒီပဲလို့ထင်တာကဒိဋ္ဌိခန္ဓာငါးပါးကိုငါပဲသူပဲလို့ထင်ဒိဋ္ဌိခန္ဓာငါးပါးသက်ကာယငါပဲသူပဲထင်တာကဒိဋ္ဌိခန္ဓာငါးပါးကသက်ကာယ၎င်းခန္ဓာငါးပါးကိုငါလို့သူလို့ထင်တာကဒိဋ္ဌိပေါင်းလိုက်စမ်းသက်ကာယဒိဋ္ဌိ ေချာမှတ်ပါသေးချာမှတ်ပါတရားဓမ္မတို့ဩသက္ကာရီကျွတ်တုကသက္ကာယတည်များတယ်လို့တရားဓမ္မတွေပြောပြနေကြတော့လေအမှန်သဘောကြတော့ကိုဆရာသမားမပြောလို့ရှင်ပေါ်ပေါ်လွန်လွန်သိကြမှာမဟုတ်ပါဘူးမှန်ပါပါအဲ့တော့ပေါ်ပေါ်လွန်လွန်သိရအောင်ဘုန်းကြီးတရားဓမ္မတွေကယနေ့ရှင်းရှင်းလင်းလင်းမှတ်ထားကြပါမှန်ပါပါခန္ဓာငါးပါးပါခေါ်ကြမှန်ပါပါခန္ဓာငါးပါးသက္ကာယမှန်ပါပါဒီသက္ကာယကို ်ငါပဲသူပဲလို့ခြင်းတယ်ပါဆိုကြဒါဖြင့်အနန္တဘာသက္ကာယသရောခန္ဓာငါးပါးကိုငါသူလို့ပြောင်းပြန်ခြင်းလိုက်ရင်ပေါင်းလိုက်ပါဒါကြောင့်သက္ကာယိဒိဋ္ဌိသက္ကာယဒိဋ္ဌိရှင်းမလားရှင်းပါဩသက္ကာယဒိဋ္ဌိသက္ကာယဒိဋ္ဌိဆိုတာတို့မှာခေခေရင်ညှပ်ပြီးဒီကရာနေတယ်ရှင်းစစ်တော့ တက္ကရာဖြစ်တဲ့ခန္ဓာ၅ပါးကိုငါကူပါလို့မှားထင်လိုက်တာဘာခေါ်ကြဒိဋ္ဌိပဲဆိုတာသိကြလားကောင်းပြီဒါဖြင့်ဘုန်းကြီးတော်ကဘာရှိပါလဲမလို့ဖယားတော်ကဘာရှိပါလဲမလဲလို့ဘုန်းကြီးတို့ဓမ္မတွေကအမေခွန်းထုတ်ကြလို့ရှင်းဖြင့်တက္ကရာဖြစ်တဲ့ခန္ဓာ၅ပါးကိုငါကူပါမဟုတ်ကြောင်းရှင်းရှင်းပြရင်ခမည်းတော်တဏ္ဍာရှိတဲ့ဒိဋ္ဌိပြု သက်กายဖြစ်တဲ့ခန္ဓာ၅ပါးကိုငါကူပါမဟုတ်ကြောင်းဖြစ်ပြီးပြည့်နေတဲ့အနိစ္စဖြစ်ကြောင်းဒါကိုရှင်းရှင်းလင်းပြောလို့ခင်ဗျားတို့ကလည်းရှင်းရှင်းလင်းလင်းသိခန္ဓာရဲ့ကြည့်ကြံလဲရှင်းရှင်းလင်းလင်းမြင်ဒီကဲ့သို့မြင်ဖြင့်ဒကာဓမ္မတို့မှတ်လိုက်တာကိုတို့သက်กายဒိဋ္ဌိပြုတ်ပြီမှန်ပါဗျာ ရှင်းပါဗျာသက္ကရာတိပြုတ်ပြီလို့သိချင်းမှအောင်းမေ့ပါအဲ့ဒီလိုပြုတ်ပြီးဒီကကနေတဲ့ပုဂ္ဂိုလ်ကြတာတော့ငါသိဆုံးတော့နဲ့ဟေးအပယ်လေးပါလို့မှန်ပါဗျာငါသိပယ်လေးပါကလွတ်မှန်ပါဗျာဒါဖြင့်ဒီကရမအပယ်လေးပါရေကောင်းမြင့်ဆိုတာဘုန်းကြီးနေတိုင်းပြောနေတာသက္ကရာဒိဋ္ဌိမှန်ပါဗျာရှင်းပါရှင်းပါဗျာ ဒါကသက်กายသူ့ကိုငါသူတော်ဘာထင်နေတဲ့အတွက်ရှင်းရှင်းပါတောင်းပြီဒါဖြင့်ယနေ့အစသက်กายနဲ့ဒိဋ္ဌိကွဲသွားသက်กายဒိဋ္ဌိဖြစ်ခြင်းအကြောင်းသိသွား